မြန်မာနဝချင်းတဲ့ကိုအစစ်တဆိုင်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမ္ယဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာအကဆော်ရေးသားထားတဲ့တရေနိုးဆိုတဲ့ဖြစ်ရမယ့်ဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ဒီအိမ်လေးကိုပြောင်းလာတာတပတ်လောက်တော့ရှိပြီ။ရန်ကုန်မြို့မြို့ပေါ်ရပ်ကွက်မှာ အခုတော့လုံးချင်းအိမ်ငါဘူးဆိုတာတိတ်တော့မလွဲလာဘူးလေ။များသောအားဖြင့်တိုက်ခန်းတွေပဲများတာဆိုတော့ပပအခုတော့လုံးချင်းအိမ်လေးကိုတိုက်ခန်းတစ်ခုတတာနဲ့6လစာစာချုပ်ချုပ်လိုက်ရတာကအယံကိုဝမ်းသာနေမိတယ်။အိမ်ပိုင်ရှင်ကလည်းအပြော့ကောင်းသဘောကောင်းတဲ့သူဆိုတော့ပပပို့ပြီးဝမ်းသာတာပေါ့။အိမ်စာချုပ်ချုပ်တဲ့အခါမှာလည်းမြန်မြဆဆအချက်လက်တွေရှောက်ပြီးမရေးထားဘူး။တခုတော့တရိပ်ထားမိတယ်။မနေ့လုံရင်6လစာငွေပြန်မအမ်းဆိုတဲ့အချက်ပဲ။ အိမ်လေးကတထက်အိမ်တိုက်ပူလေးတစ်လုံးပပတို့လင်မယားညားပေးတာတိတ်မကြသေးဘူးကိုနိုင်ကတေမောသားတယောက်ဒါပေမဲ့တိတ်ပြီးမပြေလေသေးဘူးဒါကြောင့်ကိုပိုင်တက်ခန်းတို့အိမ်တို့မဝင်နိုင်သေးပဲငှားနေရတာကိုနိုင်တေမောထွက်သွားတော့ပပစင်မျိုးတော်တဲ့အတော်ကြီးတယောက်ကိုခေါ်ပြီးနေတယ်အခုအိမ်လေးမှာပပရဲ့ကြီးတော်မုံရဲ့ပဲနေထိုင်ကြတာအိမ်မှာအိမ်ခန်းနှခန်းပါတော့အိမ်ရှိဘက်ကအခန်းကိုပပတို့လင်မယားရဲ့အခန်းအဖြစ်ပြင်ဆင်ပြီးတော့ အနောက်ဘက်ကျတဲ့အခါတော့ဒေါ်မုံရဲ့အိတ်ခမ်းအဖြစ်ထားလိုက်တယ်။ပပအလုံမမရရမရှိသေးတော့ online shopping တစ်ခုဖွင့်ထားပြီးပစ္စည်းတွေရောင်းချတဲ့အခါအရန်ရောင်းရတယ်မဟုတ်ဘူးဆိုပေမဲ့သူ့အနေနဲ့သူတော့အစီပြေနေလို့အိမ်ဆောက်ဖို့ကာမိတယ်။ကိုနိုင်စုမိတဲ့ငွေကိုတော့ကိုပိုင်တိုက်ခန်းလေးတစ်ခုဝယ်နိုင်အောင်စုရတော့မယ်။ဒီနေ့ဘာချက်ရမလဲပပ။ပပအမဲသားကိုနှက်ပြီးစားချင်တာ။ဒေါ်မုံဝယ်လာခဲ့ပါနော်။ ဒေါမုံကဈေးဆွဲချင်းကလေးဆွဲပြီးဈေးကိုထွက်သွားခဲ့တယ်။ပပတော့မျက်နှာတစ်ပြီးအလှပြမှုအတွက်ပြင်ဆင်နေတယ်။မကြခင်သွားစရာရှိတဲ့အတွက်သွားဖို့ပြင်ဆင်လိုက်တယ်။ပပအလှပြနေရင်မြခုံးဝင်းဆွဲတဲ့ခဲတံလေးကမှန်တိန်ကုံပေါ်ကနေပြုတ်ကျသွားခဲ့တယ်။ဒီကအဲ့ဒီမြခုံးဝင်းဆွဲတဲ့ခဲတံလေးကိုပြန်ကောက်လိုက်တဲ့အခါသူ့ရဲ့အရှိမှန်တိန်ကုံမှာရှိတဲ့ဘဲဟုတ်ပုံကြီးမှန်ကြီးပေါ်မှာလူရဲ့တရံတစ်ခုကိုမြင်တွေ့လိုက်ရတယ်။ ပပထိတ်လန့်ပြီးတော့မျက်လုံးတွေကိုပိတ်ထားလိုက်မိတယ်။ခဏကြာတော့ပြက်ဖွဲ့မိ။ကြည့်မှန်တဲ့ကိုမဝိမရေကြည့်လိုက်တော့ဘာမှမရှိဘူး။မှန်တယ်မှာသူ့အခန်းပရင်းပေါက်ဖွင့်ထားတဲ့ပုံရိပ်ကလွယ်လို့တခြားဘာမှမရှိ။ငါစိတ်ထင်နေတာဖြစ်မှာပါလို့ပြောပြီးအဝယ်ဆလဲလို့အပြေကိုထွက်လာခဲ့တယ်။အိမ်တော့ကသူ့မှာတခြားဒုံမမှာတခြားရှိတော့အိမ်ကိုတော့ပိတ်ထားလိုက်တယ်။အင်းကနေလမ်းလျှောက်ထွက်ရေးကားကိန်းနာအရောက်မှာအိမ်ရှင်အတော်ကြီးနဲ့ဆုံတော့အတော်ကြီးက ကားကိတ်နာလမ်းမနက်တိုင်းမြင်းကြီးထက်ကိုဝယ်ထားပြီးဆန့်ဖွင့်ထားတယ်လေပပတမီးလေးနင်ရတာအဆင်ပြေတယ်မှတ်လားအသက်90ကျော်အရှင်အတော်ကြီးကအသက်25နှစ်ခန့်ပပကိုတမီးလေးလို့ခေါ်တယ်ဟုတ်ကဲ့အဆင်ပြေပါတယ်နင်ရတာတခုခုထူးဆန်းတာများမရှိဘူးလားတခုခုထူးဆန်းတာပပအဲ့လိုပြောပြီးတွေးနေလိုက်တယ်ဩမဟုတ်ပါဘူးကွယ် အရာနေရတာအဆင်မပြေတာများရှိသည်လားလို့ပါအဆင်ပြေပါတယ်အန်ဒီဘာမှမဖြစ်ပါဘူးဒီလိုပြောပြီးတော့ကာကိတ်ဘက်ကိုဆက်ထွက်လာခဲ့တယ်စိတ်ထဲမှာတော့ထူးဆန်းစွာနဲ့အရှင်အတော်ကြီးပြောတဲ့စကားတွေကိုပြန်တွေးနေမိတယ်ဒါမှမဟုတ်အင်ကိုပြန်လာတော့အင်းတော့ခတ်ထားလိမ့်တယ်ပပထပ်သွားပြီးမှတိလိုက်တာမို့အင်းတော့ဖွင့်မျိုးဝင်လာခဲ့တယ်အိမ်မှာရှိတဲ့ဗရင်ပေါက်တွေအားလုံးအားပိတ်ထားတာဆိုတော့အင်းကမှောင်မဲနေတော့ဒါမှမဟုတ်ဆွဲချင်းလေးကိုချပီး ခြံတော့ကိုပြတ်ခတ်ဖို့အိမ်ထဲကနေထွက်လာခဲ့တယ်။ခြံတော့ကပြတ်မခတ်လို့မရဘူး။အိမ်မှာကိုတယောက်တည်းကျန်ခဲ့တာ။လူစိမ့်နေလူရန်ကားတွေအိမ်ထဲကိုဝင်လာပြီးအမှုချက်စီးနေမှာဟုတ်ပေ။ဒါနဲ့ခြံတကားကိုပြတ်တော့ခတ်တဲ့အချိန်သူ့ရဲ့ဆွဲချင်းလေးကတချွတ်ချွတ်နဲ့အတန်ကြားလို့လှည့်ကြည့်လိုက်တော့ဆွဲချင်းကလှုပ်ရမ်းပြီးလဲကျသွားခဲ့တယ်။အနားမှာလည်းဘာမှမမြင်ရဘူး။လက်တိုက်လို့လှုပ်ရမ်းသွားတယ်လို့ပြောအောင်ကလည်းနှွေးလည်းနေကြီးကလေးရတစ်ချက်မှမတိုက် ထူးတော့ထူးတယ်။ငါတင်လိုက်တာမတက်လို့နေတူတယ်။အဲ့လိုပြောပြီးတော့ဆွဲချင်းလေးကိုဆွဲကအိမ်နောက်ဖေးကိုဝင်လာခဲ့တယ်။ဗရင်တကားပေါက်တွေရောမဖွင့်တော့ပဲမီးပဲဖွင့်နေလိုက်တယ်။နေ့လယ်ပပပြန်လာချင်းအမိချက်ရအောင်မယ်။ဒါနဲ့ထမင်းတိုးပေါအိုးနဲ့တည့်ပြီးတော့အမဲသားထုတ်ကိုဘေးစင်မှာတင်ပြီးဆေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲဒေါ်မောင်ကြောတွေချမ်းတက်လာပြီးတော့တစုံတယောက်ကသူ့ကိုစိုက်ကြည့်နေသလိုခံစားလိုက်ရတဲ့အတွက်ကြောမလုံးသလိုဖြစ်သွားတယ် မိဖို့ကြောင့်နဲ့ဝင်တဲ့ဝင်ပေါက်ကိုလှည့်ကြည့်ပေမဲ့ဘသူမှမတွေ့ရအောင်ဒေါမောင်စိတ်ကိုဖြည့်ပေမဲ့တဖြည်းဖြည်းချက်ချလာခဲ့တယ်။အိမ်ထဲမှာလည်းသူ့တယောက်တည်းဖြစ်နေတာဆိုတော့စိတ်ကမလုံးမလဲဖြစ်နေရှာတယ်။အမဲသားတွေကိုလှည့်ဖြတ်နေရင်စာစနစ်နယ်ဖို့အတွက်စားဖို့ကိုတွားယူလိုက်တဲ့အခါစားထားတဲ့နေရာကဘေးစင်းနဲ့အနည်းငယ်လှမ်းတာမို့စားဖို့ယူပြီးပြန်လှည့်လိုက်တော့အမဲသားပကံတွေကအမဲသားနှစ်တုံးကခုန်ထက်ပြီး ဘီစင်ပေါ်မှာခုံပေါက်နေလေတယ်။ဒေါမုံကအမလေးဖျားတယ်ပါလို့ပြောပြီးမိဖို့ချောင်းထဲကနေပြေးထွက်လိုက်လေတယ်။သူ့မျက်စိမှားတဲ့အထင်နဲ့မိဖို့ချောင်းအခန်းတကားဝဘီစင်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာကျန်ခဲ့တဲ့အမဲသားတုံးတွေပါဘီစင်ပကံအတွေ့အကြုံခုံပေါက်နေတာကိုတွေ့ရတယ်။ဒေါမုံဘာလို့မှမသိတော့ကြောက်ကြောက်နဲ့ဖျားစင်ရှိရောက်လာခဲ့ပြီးဖျားစင်ကိုလှမ်းကြည့်လိုက်တဲ့အခါဖျားစင်ရဲ့ဘေးမှာပရိတ်ရည်ပူးနှစ်ပူးကိုတွေ့လိုက်ရတဲ့အတွက် ပရိတ်ရဲ့တပူယူပြီးတော့မျိုးဖို့ချောင်းအတွင်းထဲကိုပတ်ဖြတ်လာလေတယ်။ဒီတော့မှအသားတုံးတွေကငြိမ်ကျသွားခဲ့တယ်။မျိုးဖို့ချောင်းအတွေ့အသားတုံးတွေပြန့်ကျနေတယ်။မဖြစ်ဘူး။ပပကိုတော့ပြောရမယ်။အဲ့လိုတွေးပြီးစိတ်ထဲမတက်တော့တာနဲ့ဖုန်းနဲ့ပရိတ်ကြီးစက်တက်တော့ကိုဖွင့်ပြီးတော့မျိုးဖို့ချောင်းမှာအလုတ်လုံနေလိုက်တော့တယ်။နောက်ပိုင်းတော့ဘလို့ခြောက်လန့်မှုမျိုးမှမဖြစ်တော့ဘူး။ပပနေ့လေတနားရီလောက်မှပြေးအောင်လာခဲ့တယ်။ဒီကောင်လုံးချူတွေထွက်ပြီးပူအိုက်နေတော့ ိမ်ထဲဝင်လာပြီးအဲကုန်းကိုဖွင့်ကအမောဖြစ်နေတယ်။ဒေါမုံကလည်းပပအနားကိုတိုးလာခဲ့တယ်။ဒေါမုံပပဘိုက်စားတယ်ထမင်းစားမယ်။ဒေါမုံကပပကိုမပြောဘဲနဲ့ထမင်းခူးပေးလိုက်တယ်။ပပအိမ်ရှိမှာတီဗီဖွင့်ပြီးတော့တီဗီရှင်းစတီမှာထန်လို့ထမင်းစားဖို့ပြင်လိုက်တယ်။အမဲသားနဲ့နဲ့အရန်ဟင်းတွေဒေါမုံကထမင်းနဲ့ဟင်းကို ပြင်ပေးပြီးတော့နောက်ဖြုတ်ကိုပြောင်းဝင်သွားခဲ့တယ်။ပပကိုရီးယားကကြည့်ရင်ထမင်းစားနေလိုက်တယ်။ ဓမောင်ရဲ့လက်ရာကပြောစရာမရှိအောင်ကိုကောင်းလာတယ်။အဲ့ဒီအချိန်မှာပဲတီဗီကအစင်းအစင်းတွေပေါ်လာပြီးတော့တရေမျက်နှာကြီးပေါ်လာခဲ့တယ်။တခြားလမ်းတစ်လမ်းကိုပြောင်းလဲသွားပြီးတော့အဲ့ဒီလမ်းရာနေထိုင်တရေကတစ်ခုကိုပြသနေတယ်။ပပသူ့စုဝဲပုံမှန်ရှိတဲ့တီဗီရီမိုတ်ကိုကောက်ကင်ပြီးလမ်းပြန်ပြောင်းလိုက်တယ်။စိတ်ထဲမှာလည်းတမျိုးကြီးမလုံးချုံသလိုလိုခံစားနေရတယ်။ကြည်နဲ့7မိနစ်တောင်မကြသေးတီဗီကလိုင်းပြောင်းသွားပြန်တယ်။ ခုနကကြည်နေတဲ့ထန်သေးရဲကကိုပြေရောက်သွားပြန်တယ်။ပပတကောလုံးချန်တက်လာတဲ့ဆိုပေမဲ့စိတ်ကတော့မဖြစ်နိုင်ဘူးလို့တွေးနေမိတယ်။ရမူကကြောက်များကြောက်သွားပြီလား။ရမူကိုတုံးလေးချလာခောက်ပြီးနှိပ်ပေးမဲ့လဲထန်သေးရဲကမပြောင်းတော့ဘူး။ဒါကြောင့် TV ပိတ်တဲ့ခလုတ်ကိုနှိပ်ကြည့်လိုက်တော့ TV ကပိတ်သွားတယ်။ဒီအခါမှာအလွန်ကြောက်နေပေါ်ရမြင်ဝင်းကိုမြင်လိုက်ရတယ်။ TV ပိတ်ပြီးမျက်နှာပြင်ကြီးမဲသွားတဲ့အခါ TV ကအလင်းပြောင်းမှုကြောင့် ပပသူ့ကိုသူတီဗီမှန်သားပြင်ပေါ်မှာမြင်တွေ့နေရတယ်။ဒီအခါမှန်သားပြင်ထဲမှာသူနဲ့အတူတူသူ့ဘေးနားမှာသပင်ရှင်နဲ့မိမတယောက်ထိုင်နေတဲ့အရစ်ကိုမြင်လိုက်ရတဲ့အခါမှာတော့ပပလက်မီသူ့ရဲ့ဘေးကိုကြည့်လိုက်တော့အဲ့ဒီမိမဟာရှေ့မနေ။တီဗီကိုတဖန်ပြန်ကြည့်လိုက်တော့လည်းဘာမှမတွေ့ရ။ဒါပေမဲ့စိတ်ထဲမှာတော့အလွန်မင်းကြောက်လန့်နေမိတယ်။ဒေါမုံဒေါမုံတခခုတခခုတွေ့လိုက်တယ်ဒေါမုံ။ ဘာတွေ့လိုက်လို့လဲပပပြန်စဉ်းစားလိုက်တယ်ဒေါမုံကိုပြောလိုက်ရင်မကောင်းဘူးလို့ပြန်တွေးပြီးတော့ "तू ကတေးကားကိုကြည့်ပြီးစိတ်ဆွဲနေတာကို့ဘာသာကိုကြောက်နေတာလို့ပဲစိတ်ထဲထင်လိုက်တယ်"ဘာဘာမှမဟုတ်တော့ဘူးဒေါမုံဒေါမုံကောင်းငိတ်ပြီးပြန်လဲထွက်သွားတယ်ဒေါမုံက "तू လဲကြုံနေကြရတာတွေကိုပပကိုပြန်ပြောပြဖို့စိတ်ကူးထားပေမဲ့ပပကြောက်မှဆိုးတဲ့အတွက်မပြောပြတော့ပဲနေလိုက်တယ်"ညရောက်တော့ပပစဉ်းစားမိတယ် နင့်လျာအကြောင်းကိုအခဲမချင်ဘူး။ငါ့ရဲ့မျက်လုံးနဲ့ငါတေချမြင်လိုက်ရတာပါ။အဲ့လိုတွင်ယောက်ျားဖြစ်သူနဲ့ဗီဒီယိုကောပြောပြီးတော့ဖုန်းပို့ရင်အိပ်ပျော်သွားခဲ့တယ်။ညစကားလောက်ပပလန်နိုးလာခဲ့တယ်။ဖုန်းကိုတော့လက်ထဲမှာကင်ထားစေ။ဖုန်းကို live ပို့ကန်လိုက်တဲ့အချိန် live ပေါ်ခဏတက်ဝင်ပြန်တယ်။ဒီအချိန်မှာပဲစိတ်ထဲမလုံးကျွန်းသလိုဖြစ်လာပြီးတော့ခန္ဓာကိုယ်ကလည်းအေးဆက်လာပြီးတမျိုးကြီးဖြစ်လာခဲ့တယ်။ဒါနဲ့ခြေထောင်ရဲ့အပြင်ဘက်ကိုကြည့်ပြီးတော့ အာအမလေးကဲပါဆိုပြီးကြံလန်စွာနဲ့အော်ဟစ်လိုက်မိပါတော့တယ်။အဲနောက်ကိုတစ်ဖက်ဘေးဆောင်မိခေါင်းကုံပွရနဲ့အတ်ထားမိတယ်။မကြခင်မှာတော့ဒေါမုံပြေထွက်လာပြီးတော့အခန်းတကာလာခောက်လေတယ်။ပပပပဘာဖြစ်လို့လဲ။ဒီတော့မှပပမဝင်မရဲနဲ့ပြက်ကြည့်မိတယ်။အခန်းထဲမှာဘာမှရှိမနေတော့ချင်းအောင်နဲ့ရပြေထွက်ပြီးအခန်းတကာကိုပေါက်ဖွင့်ပြီးနောက်အခန်းရဲ့အပြင်ကိုပြေထွက်လာခဲ့တယ်။ပပဘာဖြစ်တာလဲ။အော်တယ်ကြားလို့ တကောလုံးလဲချွေးတွေနဲ့ပပတောင်းရင်နေပြီးတကောလုံးလဲချွေးတွေထွက်နေတယ်။အခါတွေအေကွာဆက်ချမို့အေးဆက်နေပြီမဲ့ပပတော့ချွေးပြက်နေတယ်။ဟိုဟိုတရင်တို့လို့ခရင်ချင်းကိုချစ်လိုက်မိတာလေ။တကောလုံးမဲနဲ့နေတဲ့လူမိတ်တယောက်ပါဇက်တွေမျိုးလုံးတွေဟာဖြူဖွေးနေတာပဲ။အဲ့ဒီလူကြီးဟာပပကိုချင်းကနေစိုက်ပြီးကြိကြိနေတာ။ဟုတ်တာပပရဲ့ထူးဆန်းလိုက်တာ။ဖះရှစ်ခုမအိပ်ဘူးလား။ ပပနေတိုင်းတော့မရှိခိုးဖြစ်ဘူးလေ။သွေးလေးခြောက်ချပြီးထင်းကျင်ရတွေထင်းနေတာဖြစ်ပါလိမ့်မယ်။မဖြစ်နိုင်ဘူးတော့မို့။ပပတည်တည်ချာချာကိုမြင်လိုက်ရတာ။ဒါဖြစ်လဲပရဲ့ရီတောက်လိုက်။ပရဲ့ရီကိုခေါင်းဆွလိုက်။ဖះရှိခိုးပြီးပြဲအိပ်ပေါ့နော်။ပပပပမအိပ်ရတော့တော့မို့။ဓမုံနဲ့လာအိပ်လို့ရမလား။ဖြစ်ပါမလားပပရဲ့။ခရင်ကတယောက်အိပ်ခရင်လေ။ရပါတယ်။ပပကြောက်လို့ပါနော်။ ဒေါမုံခေါင်းကျင်းလိုက်လေတယ်ဒီညမှာတော့ပပကိုဂရင်းပေါ်မှာအိတ်စီပြီးဒေါမုံကတော့ကျင်းမြင်မှာအခင်ခင်းကအိတ်လိုက်ရတော့တယ်ဒေါမုံလည်းစဉ်းစားနေတယ်음ဒီအိမ်မှာတခုခုတော့ရှိနေပြီထင်တယ်တခုကောင်းတာဒေါမုံကပပပါဖရာတရားကိုင်းဆိုင်သွားတယ်မနေ့ဆိုပရိတ်ခွေဖွေပထမ်းဝေဖွင့်ကြတယ်ညဆိုလည်းဖရာရှိကိုပြီးမှအိတ်တက်ကြတယ်ဒါနဲ့တပတ်လောက်ကြာတဲ့အထိဘာမှမဖြစ်တော့ပပလည်းတောင်းရလောက်ကြာတော့အခန်းကိုပြန်အိတ်နေပြီ။ ဒါမဲ့အခန်းတကားကတော့လွန်မချထားပဲဒီအတိုင်းပဲပိတ်ထားတတ်တယ်။ကိုရဲမြောက်တဲ့နေ့မှာတော့ပြန်ဆလာခဲ့တယ်။ဒီနေ့ကပပတငယ်ချင်းတွေနဲ့ဆုံဖြတ်ကြပြီးညဘက်အပြစ်ထွက်လေကြတယ်။အိမ်မှာဒေါမုံတယောက်ပဲကြံ့နေခဲ့တယ်။ဒေါမုံကတချင်းလေးတညင်းကြီးနဲ့အဝတ်အစားတွေကိုမိဖို့တိုက်နေတယ်။မိဖို့အိမ်ရှိခန်းမှာထွက်တိုက်တော့နွေရာသီမို့ပူရတဲ့အထင်မိဖို့တိုက်နေရတာမို့ပူပူလေးတယ်။အိမ်ရှိမှာအရာကုန်ရှိပေမဲ့ဒေါမုံကတိတ်မဖွင့်ဘူး။ ပပသာအရာကိုအဖွင့်များတာမိမှုတိုက်ပြီးသားအဝတ်တွေကိုစစ်စစ်ပုံထားလိုက်လေတယ်အဲ့ဒီအချိန်မှာပဲအိမ်တကားတွေအကုန်ပိတ်ထားရတဲ့လေယာဉ်ဝှေ့ပြီးတိုက်နေတယ်ပထမတော့ဒေါ်မုံကအိမ်ခေါမိုးနာတိုးဝင်လာတဲ့နှွေးလေးဖြစ်မယ်လို့မှတ်ယူလိုက်တယ်လေယာဉ်အေးတဲ့အတွက်အပူတော့နည်းနည်းတက်တာသွားတယ်လေလေးကလည်းအေးလိုက်တာနှွေရသေးမှာတတ်မိုးရှိတဲ့လေကလေးတယောက်တည်းအဲ့ဒီလိုရေရွတ်ပြီးတော့မြို့ကိုဆက်တိုက်နေလိုက်တယ် ဒီချိန်မှာပဲလေအေးအေးရတိုက်လာပြန်တယ်။တစ်ချက်တစ်ချက်တိုက်ရလေတွေကအဆက်မပြတ်တက်ခတ်လာခဲ့တယ်။တိုက်တာလည်းတနေရာတွေကနေမဟုတ်ဒေါမောင်ကိုအရှိရောအနောက်ရောဘေးကပါလှက်ပတ်ပြီးတိုက်နေတာ။လေရတိုက်ရင်တဖြည်းဖြည်းထန်လာတယ်။မိဘတိုက်ပြီးသားအဝတ်တွေလဲပြုတ်ပြီးတော့မိဘမတိုက်ရသေးတဲ့အဝတ်တွေကလေတိုက်တဲ့အတွက်ရွေ့နေတော့တယ်။ဒေါမောင်လည်းမျိုးလုံးတွေပြူလာခဲ့ပြီ။တောင်းတောင်းမမရရှင်ကျမအောင်မချောက်လိုက်ကြပါနဲ့နော်။ ြောရင်ကြောက်ထူးတွေတုံနေပြီးတော့ထန်နီနဲ့ကိုခန္ဓာကိုယ်ကတဆက်ဆက်တုံနေတော့တယ်။ဒါမဲ့တိတ်ပကြခင်မှာပဲလူတွေရက်တံသွားတယ်။တောင်မုံကမိဘဆက်မတိုက်ရတော့မတိုက်ရသေးတဲ့အဝတ်တွေကိုလိုက်ောက်ပြီးတိုက်ပြီးသားအဝတ်တွေကိုပြက်စုကထားလိုက်တော့တယ်။ဂျူးတွေကအပြော့နေပြီးနောက်ပပရဲ့အခန်းထဲကိုဝင်သွားပြီးပပရဲ့ဗီဒီယိုကိုဖွင့်ကအဝတ်တွေထည့်ထားခဲ့ပြီးတယ်။တောင်မုံဖះစာကြဲကြဲယူပြီးဖះရှိကိုကညာ9နာရီထိုးတော့မှပပပြေးအောင်လာခဲ့တယ်။ ပပကိုကြည့်ရတာပုံမှန်မဟုတ်ပပရဲ့နှောက်ကြလိုက်တာအရက်တွေတောက်လာတာလားတကယ်ချင်းတွေနဲ့ဆူချူနင်းနေလောက်တောက်လာတာပါထုံမုံရဲ့ပပကတရင်တရိုင်နဲ့လမ်းလျှောက်ရင်အိတ်ခန်းထဲကိုဝင်သွားဖို့လှုပ်လိုက်တယ်လူကတော်တော်ရိတ်ထိုးနေတာဆိုတော့ဒေါမုံမှတွေ့ပြီးတော့ပပကိုဂရင်းမော်တိတ်မိလိုက်လေတယ်ပပအရောက်လာပြီးမော်စိတ်ကိုဒုံဒုံချလိုက်ကအိတ်လိုက်တော့တယ်လက်ချောင်းတွေကွက်ထက်မတက်ခံစားနေရပြီပပရဲ့လက်ရင်းတွေပူထူနေတယ် ဆိုဂျူရဲ့အကျိုးတွေရေတာဖို့အတွက်အဲ့ရထမလို့ပြင်လိုက်တဲ့အချိန်လူကလှုပ်မြတော့ဒီအခါမျိုးလုံးကိုအာယုပြီးဖွင့်ကြည့်လိုက်တော့အကောင်မမဲကြီးတခါကသူ့ကိုခွာစီးနေတယ်။ဗစက်ကြီးတွေကပြင်းနေပြီးနေရွက်အထိတက်ချိတ်မလားတော့ထင်ရတယ်။တော်ရီကလည်းငွေရလုံးဖြူဖြူကြီးတွေဖြစ်ပြီးတော့မျိုးလုံးဖြူဖြူကြီးတွေကပြူးကြည့်ကမျိုးလုံးရဲ့အလယ်မှာတော့အလွန်တင်းငယ်တဲ့အဆက်နဲ့လေးသာပါလိမ့်တယ်။ပပအဟိကြည့်တယ်ရုံးကန်ကြည့်တယ်။ဒါပေမဲ့တကူလုံးအားမရှိဘူး။ လှောက်ရှားလို့မရ။အော်ဟေဘိုစူးစမ်းပေမဲ့လည်းတအီအီသာအတန်ထွက်လာတယ်။မျက်နာကြီးကပပအနားကိုကတ်လိုက်ရကဇပင်းကြီးတွေကသူ့ရဲ့မျက်နာနဲ့လက်ဝင်းကိုလာရိုက်လိုက်တယ်။ပပ7မိနစ်လောက်ရုန်းကန်ရင်မောပန်းလာခဲ့တယ်။ဒေါမိုအဲ့နေတယောက်ယောက်ကလှုံ့နှိုးသလိုဖြစ်သွားပြီးဂရင်ကြီးကရင်းခါသွားခဲ့တယ်။ဒီခါမျက်စိဖွင့်ပြီးရှောက်ကြည့်ပြီးတော့စိတ်ထဲမှာဘာရမသိပပရဲ့အခန်းဘက်ကိုတော့ဖို့စိတ်ကူးဖြစ်လာတဲ့အတွက်ပပအခန်းဘက်ကိုထွက်လာခဲ့တယ်။ အခန်းတကစိတ်ယုံစိတ်ထားတာကြောင့်အသာလေးတွန်းလိုက်တာနဲ့အခန်းထဲစီကိုမြင်ရလေတယ်။ဟင်ပပဘာဘာကြီးလဲ။ကြောက်နေတဲ့ကြောင့်အော်ဟစ်လိုက်မိတယ်။ပပရဲ့ရင်မက်ပေါ်မှာလူမဲကြီးကတက်ထိုင်ပြီးဒေါမုံအော်လိုက်တော့လူမဲကြီးကဒေါမုံကိုလှည့်ကြည့်ပြီးတော့ဝန်းကနေခုံထကနေရငိုပင့်ငူတကောင်လုံးကုတ်တက်လို့မျက်နှာချက်ပေါ်တက်ပြီးပျောက်ခွေသွားခဲ့တယ်။ဒေါမုံမျက်လုံးကြီးနဲ့တက်အပ်မြင်လိုက်ရတာမို့အံ့ဩနေမိတယ်။ ပပကတော့ဂရင်ပေါ်မှာလွတ်လွတ်နေတဲ့အတွက်ဓမ္မုံကပပကိုသွားပြီးထိလိုက်တော့မှပပအဲ့ရင်လန်နိုးလာခဲ့တယ်။ပပတွေ့လိုက်လားတွေ့လိုက်လားတွေ့ရဓမ္မုံပပကိုခွစင်းနေတာကြာပြီ။အေးမကောင်းဆုံးဝါကြီးတကောင်ပဲပပရဲ့ဓမ္မုံကအလက်မပြေသေးပပကတော့အလွန်ထိတ်လန့်ပြီးငိုကျွေးနေတယ်။သူတို့နှစ်ယောက်လုံးဖျားစီရှိကိုထွက်ပြီးထိုင်နေကြတယ်။ပပတို့ဘယ်လိုလုံးကြမလဲဓမ္မုံ။ ပပတော့စိတ်သေးရှိတဲ့အတိုင်းဆိုရင်ဒီအိမ်ကနေအခုပဲပြောင်းပြေးချင်နေပြီ။နေပါအောင်ပပရဲ့။အိမ်ကကတွေဆုံးကုန်မှာပေါ့။ဒေါ်မောင်တွေးထားတာရှိတယ်။ဘလို့လုံးမလို့လဲ။မနေ့ပြန်နေခင်းပါအောင်ဒီနေ့ဖုန်ကြီးကြောင့်ကဖုန်ကြီးတွေပင့်ပြီးတော့ပရိတ်ရွတ်မယ်။ကံမွားညှက်ခိုင်းမလားလို့လေ။မကောင်းဆိုးဝါးဆိုရင်တော့ထပ်ပြေးမှာပါ။ပပခေါင်းညှက်လိုက်လို့တော့တယ်။ဒေါ်မောင်စဉ်းစားတဲ့အကြံကိုသူ့လုံးဝလက်ခံတယ်။နောက်တနေ့ ပပဒီနေ့တော့လမ်းလွင့်ပြီးတော့ဈေးရောက်ရတယ်။ဒါကြောင့်အိမ်မှာပဲလမ်းလွင့်ဖို့ဆုတ်ဖြတ်ပြီးလိုအပ်တဲ့ပစ္စည်းတွေကိုဂရင်းပေါ်မှာတင်ထားကာမှတ်တင်ခုံပေါ်မှာထိုင်လို့ဖုန်းကိုမှန်မှားထောက်ထားလိုက်လေတယ်။အဲနောက်လိုက်စလွင့်နေ။နနက်ကြီးဆိုပေမဲ့သူပြိတက်နဲ့သူဆိုတော့ပပသူရောက်ရတဲ့အလှကိုပစ္စည်းတစ်ခုကိုကြော်ညာရင်းရောင်းနေတယ်။ဒီအချိန်မှာကော့မတ်တစ်ခုတက်လာတယ်။အမမျက်နှာချက်မှာသူလဲအော်အော်ပြီးအဲ့ဒီကော့မတ်ကိုကြည့်နေတော့နောက်တစ်ယောက်ကထပ်မှတ်လာတယ်။ အမအခန်းတော့မှာဘာကြီးလဲဒီတော့မှပပလှဲ့ကြည့်လိုက်တဲ့အခါမှာအခန်းတော့နဲ့မျက်နှာကျကြားမှာသပင်တွေလိုထွတ်ထွတ်လုံလုံကြီးတစ်ခုကပ်နေတယ်ပပလည်းထူဆန်းသွားပြီးအနားကိုတဖြည်းဖြည်းကပ်သွားတယ်အဲ့ဒီနေရာကောလက်နဲ့မမိတဲ့အတွက်လိုရှင်ဘူးလေးတစ်ခုကိုဂရေမွားယူပြီးလှက်ပြက်လိုက်တယ်ဒီကအဲ့ဒီအရာကြီးကရွေ့သွားပြီးတော့မျက်နှာကျပေါ်စီကိုတက်ကမျက်နှာကျကိုထိုးဖောက်ဝင်ရောက်သွားခဲ့တယ်ပပလက်អော်ပြီးထိုင်ချလိုက်တယ် သူ့ဖုန်းမှာကွန်မန့်တွေကအပြစ်တက်လာခဲ့တယ်။တေးတေးကြီးလားမသိဘူး။အမကြီးတေးထင်းနေနော်။နေကင်းကြီးတေးချောက်တာလား။စသဖြင့်ထင်မြင်ချက်အမျိုးမျိုးပေးနေကြတယ်။ပပလည်းချက်ချင်းဖုန်းကိုပိတ်ပြီးတော့အခန်းအတွင်းထဲကနေထွက်လာခဲ့တော့တယ်။ဒေါမောင်ကိုတွေ့ရတဲ့အတွက်မေးလိုက်တော့ဒေါမောင်ဖုန်းကြီးပိတ်နေအဆင်ပြေရဲ့လား။ပြေတယ်ပပဒီညနေ3နာရီလောက်ကြွလာလိမ့်မယ်။ပပလည်းဒီစကားကိုနားထောင်ပြီးတော့လမ်းထိပ်ကိုထွက်လာတယ်။ အင်ရှီကသူ့ရဲ့ဆိုင်မှာထိုင်နေတယ်။အန်တီညနေ3နာရီလောက်အိမ်မှာဖုန်းကြီးပြင်ပြီးတော့ပြည့်ရရွတ်မလို့အန်တီလာအောင်မလား။အင်ရှီအတော်ကြီးရဲ့ပြုတ်ချူနေတဲ့မျက်နှာကမဲ့သွားလိမ့်တယ်။ဟုတ်လား။အန်တီလည်းဆိုင်ရတစ်ဖက်နဲ့ဆိုတော့ထွက်မြောက်လို့ပါတမိရဲ့။ဒါနဲ့အဲ့ဒီအိမ်မှာလေတခုခုထူခြားတာများဖြစ်ဘူးလား။အင်ရှီအတော်ကြီးရဲ့မျက်နှာကပုံပြီးပြတ်သွားကစိုးရိမ်နဲ့အရေးရောင်တွေဖြစ်လာခဲ့တယ်။မဖြစ်ပါဘူးတမိရဲ့။ ဘာဘာလို့လဲဘာမှတော့မဖြစ်ပါဘူးပပဒီတိုက်ပြောပြီးလှက်ထွက်လာခဲ့တယ်အေရှင်အတော်ကြီးလိန်ပြောနေမှန်းကိုပပခံမှန်းမိတဲ့အတွက်ဆက်ပြီးမပြောဖြစ်တော့ညနေတော့တန်ကားတော်တွေကြွလာခဲ့တယ်ပပသူ့ရဲ့တင်ငယ်ချင်းတချို့ကိုခေါ်ထားတာကြောင့်အဆင်ပြေသွားတယ်ဆရာတော်တွေကိုအေးအေးကပ်ပြီးဆရာတော်တွေကပရိတ်တရားတော်တွေချင့်မြစ်ပေးလိမ့်တယ်ဒီနောက်မှာတော့ဆရာတော်တွေပြန်ကြွသွားခဲ့တယ်ပပရဲ့စိတ်ထဲတန်ရာတမျိုးရှင်းသွားခဲ့လိမ့်တယ် ဒီတရေကြီးလဲအိန္ဒိယနဲ့ထပ်ပြေးလောက်ပြီလို့ထင်လိုက်တယ်။ဆရာတော်တွေကိုပြန်လိုက်ပို့ပြီးတော့အရှိအိမ်ကအတော်ကြီးကသူ့တို့ကိုတိချာငေးချင်နေတယ်။ပါပါပြန်ပြုံးပြတဲ့အခါမှာတော့အဲ့ဒီအတော်ကြီးကသူ့အိမ်ကနေထွက်လာပြီးပါပါတို့ရဲ့ခြေရှိကိုရှောက်လာခဲ့တယ်။သမီးတို့ကအိမ်ကအသက်တွေထင်တယ်။ဟုတ်ကဲ့ရောက်တာတလားတော့မပြည့်သေးပါဘူး။ဆက်စုံရတော့မထင်နဲ့နော်။တရရွတ်တာလား။ဟုတ်ပါတယ်။ဒါနဲ့လေမင်းဆရာလေးရှိတာက အတော်တော့ကဒီအိမ်နဲ့ပတ်သက်ပြီးတခုခုသိထားလားဒီအိမ်ကလူမင်းရဲ့ဦးသမီးရဲ့ဘာလို့လဲအတော်ရဲ့ပပတမင်မသိကြရောက်ဆောင်ပြီးမေးလိုက်တယ်ဘာလို့လဲဆိုတော့တရေချောက်လို့တရေကဘလို့တရေလဲဆိုတာအတော်ကြားဘူးလားဖြစ်ပုံကဒီလိုဒီအိမ်ပိုင်ရှင်အတော်ကြီးကနေရရောက်လာတာဒီရောက်အဖွားကြီးနဲ့တားနဲ့ညားခဲ့တာပေါ့အဖွားကြီးကသူ့သားနဲ့လုံးဝသဘောမတူသလို့ တို့ချွေးမကိုလည်းလုံးဝကြည့်မရအောင်ဒါနဲ့ချွေးမကိုအမျိုးမျိုးပြညာတွေပြခဲ့တာပေါ့လေချွေးမဖြစ်သူကလည်းရောက်ခမအနှောတာကိုခတ်မာတယ်ဒီလိုနဲ့သုံးနေလောက်ကြတော့ဖွာကြီးကယောဂတခုဖြစ်တယ်အဲ့ရတဲ့လဲတော့တာပဲဒါကိုဖွာကြီးကတို့ချွေးမကတို့ကိုလှုပ်ချင်တယ်လို့ပဲစိတ်ထဲဆွဲနေတာပိုဆိုးတာအဲ့ဒီယောဂပြည်လာတော့အဖွာကြီးလည်းတည်သွားပါလေရောမတည်ခင်မှာအဖွာကြီးကချွေးမဖြစ်သူလက်စားချိန်မယ်ဆိုပြီးတော့ကျင်းဝနေသေးတာပေါ့ အဲ့ဒါတေသွားတော့မကျွတ်ပဲတရေကြီးဖြစ်နေရတဲ့လေရှင်ကြောက်စရာကောင်းလိုက်တာအဲ့ဒီတရေကြီးကအိမ်ပိုင်ရှင်အတော်ကြီးကိုအညှို့ထတာမို့ဘလုံးမနေလို့မရအောင်လှုပ်တယ်ခွဲ့ဒါနဲ့အိမ်မရှိအတော်ကြီးနဲ့သူ့ယောက်ျားလဲလမ်းထိပ်မှာတိုက်ခန်းဝင်ပြီးတော့ဒီအိမ်မမနေဝင်လို့အိမ်ငှတင်လိုက်ကြတာပေါ့ခတ်တာအဖွားရဲ့တေးရအိမ်ငှတွေကိုပါ၆လက်ပြီးတော့အနောက်ရှက်ပေးတယ်တဲ့တမီးတို့မတိုက်ခင်၂၀လောက်ကနေသွားတဲ့တရုတ်လင်များဆိုရင်အဖွားကြီးနဲ့နဗန်းတက်ကြတာ မင်းမဖြစ်သူကမတည်ုံတမဲ့ဆိုပဲဒါဆိုအဲ့ဒီတရေချီကိုအမြဝေတာတို့ပရရွတ်တာတို့မလောက်ကြအောင်လားလောက်လိုက်တာမှအိမ်ကအဆက်ဆက်ပဲတမိရေအရှင်တွေလည်းလောက်ပါတယ်အလိုတန်းနေပြီးအမြဝေပေမဲ့အဖွားကြီးကအိမ်ကိုဆွေးနေပြီးချွေးမဖြစ်သူလက်စားချင်မယ်ဆိုပြီးဆွေးနေတော့ဘာမှမထူးဘူးကွဒီလိုပြောလိုက်တော့မှပပကြောတွေချန့်တက်လာခဲ့တယ်တခုတော့တရိပ်ပေးမယ်နော်တမိတို့ကပရရွတ်တယ်ဆိုတော့တခုခုတော့ကြုံမိပြီမဟုတ်လား ပပခေါင်းညိတ်လိုက်တော့တယ်။ပရိတ်တွေရော့ကမွားတွေညက်ပြီးလီအဲ့တရေကြီးဟာပိုချင်းတက်တယ်တဲ့။ဒီစကားနုကိုကလေးဟာကြောက်နေတက်တဲ့ပပကိုအစေးဘိတ်တက်တယ်လို့ဖြစ်သွားခဲ့တယ်။ပပလည်းခြံတကားပိတ်ပြီးအိမ်ထဲပြန်ဝင်လာတယ်။တငယ်ချင်းတွေလည်းခဏနေတော့ပြန်သွားခဲ့တယ်။အားလုံးပြန်သွားတော့ပပနဲ့ဒုံမုံမဲကြံခဲ့တော့တယ်။ညမော်လာတော့ပပအိမ်မလို့ကြံပေမဲ့စိတ်ထဲအလွန်ကြောက်လန့်နေတော့တယ်။အိမ်ရထဲမှာလဲပြီးတော့ ဖះစာအုပ်တွေပရီးတွေဖះပုံတော်တွေနဲ့အဆောင်လက်ဖွဲ့တွေချထားလိုက်တယ်။ပုံကြည့်ပေမဲ့စိတ်ထဲတစ်ချက်တစ်ချက်အခက်နဲ့ကိုဝေ့ကြည့်နေမိတယ်။ညာနေတော့အိတ်ချင်လာလို့အိမ်မောကျသွားတဲ့အချိန်ချင်းအောင်အပြုံကိုဖျက်ပြီးပပပြုတ်ကျသွားခဲ့တယ်။ချင်းအောင်ကခေါင်းတွေပါတဲ့ချင်းအောင်မို့ချင်းအောင်မောပြုတ်ကျပြီးဂရင်မောကနေကျလာခဲ့တယ်။ပပမျက်လုံးဖွေးကြည့်လိုက်တော့မမဲအကောင်ကြီးကသူ့ရဲ့ခြေထောက်ကိုကန်ဆဲထားတာတွေ့ရတယ်။ဂရင်မောကကြပါမဲ့ခြေထောက်ကိုမှလွတ်သေးပဲဒုရိုက်တိုက်ဆွဲနေတော့တာ။ ခြေနောင်လဲပွင့်သွားပြီးပြက်ထွက်သွားခဲ့တယ်။မမဲအကောင်ကြီးကနယံကြီးကိုရှောက်ရက်သားတက်သွားတော့ပပဒရွတ်တိုက်ပါသွားပြီးနောက်နယံမှာခြေထောက်ကြီးထောက်ရက်သားဇောက်ထိုးကြီးဖြစ်နေတယ်။ဗဇက်ကလည်းအော်လို့မရ။အဲ့ဒီကင်ထားတဲ့လက်ကြီးကလည်းကြံ့ကြံ့နဲ့တမျိုးကြီး။ဒီခါအဆောင်တစ်ခုကပပခေါင်းထောက်မှာကျနေတဲ့အတွက်အဲ့ဒီအဆောင်ကိုကောက်ယူပြီးတော့အကောင်ညို့ကိုပြက်ပလိုက်တယ်။ခြေနဲ့ပြုတ်လောက်ထားတဲ့အဆောင်ဖြူလေးကအကောင်ညို့ကိုထိတာနဲ့အဲ့ဒီအကောင်ကြီးကအဟိတ်ပြီးတော့ပပကိုလှုပ်ချကား ညနေချက်ပေါ်စီပြင်ကိုကြည့်သူဖွဲပြစ်တက်သွားခဲ့တယ်။ပပလည်းဒီတော့မှငိုကြွေးလိုက်တယ်။ပြုတ်ကျထားတဲ့အတွက်ခါရီနာပြီးတော့ခြေထောက်တစ်ဖက်ကလည်းအဆွဲခံထားရတဲ့အတွက်နာပြီးအချော့ကက်နေတယ်လို့ဖြစ်နေတယ်။အခက်အတွင်းနေရာပြုတ်ထွက်ဖို့အခန်းတကောက်ဖွင့်လိုက်တော့ခြေထောက်တစ်ဖက်ကထော့နေထော့နေဖြစ်နေတယ်။အခန်းတကောက်ဖွင့်လိုက်တာနဲ့ဒေါ်မောကအခက်ရဲ့အပြင်ဘက်မှာပပကိုရက်ပြီးငေးကြည့်နေတယ်။ဒေါ်မောပပပပလေးအဲ့လိုပဲပြောရရှိတယ်။ဒေါ်မောက ပရဲ့လက်ပင်းကိုလက်နှစ်ဖက်နဲ့ကိုင်ပြီးညှစ်လိုက်တော့တယ်။ပပလည်းသူ့လက်နဲ့ဓမုံရဲ့လက်တွေကိုပြန်ဆွဲထားပြီးနောက်အတိတ်ရုန်းကန်နေတော့တယ်။ဓမုံရဲ့မျက်လုံးတွေကပြူးကြောင်ပြီးတော့အသက်မရှိသလိုထင်ရတယ်။ပပလက်ပင်းအိလာတာကြောင့်လှဲချလိုက်တယ်။ဓမုံနဲ့ပပလုံထွေးတော့တယ်။ဓမုံကလုံးဝကိုအလွတ်မပေးဘဲပပရဲ့လက်ပင်းကိုသာညှစ်နေတော့တယ်။ပပအနားမှာရှိတဲ့ဖျားပုံတော်တစ်ခုနဲ့ဓမုံရဲ့မျက်နှာကိုကပ်ပြီးလိုက်တော့မှဓမုံကထက်လိုက်သလိုဖြစ်ပြီးတုံ့တက်သွားခဲ့တယ်။ အဲ့နောက်အဲ့ရကနဲ့တရေနိုးသလိုကြောက်အံ့အံ့ဖြစ်နေတော့တယ်။ပပငါဘာဖြစ်အဲ့ဒီအချိန်မှာပဲမင်းနဲ့ချက်ပေါ်ကနေမမဲအကောင်ကြီးဇောက်ထိုးကြီးကြလာတယ်။သူတို့နှစ်ယောက်လည်းကြောင်လုံးလုံးတယောက်ကိုတယောက်ဖတ်ထားလိုက်ကြတယ်။ဖတ်သွား။မင်းတို့အခုငါ့အရာနဲ့ထွက်သွား။ငါကဒီအိပ်ပိုက်ရှိ။မင်းတို့ကငါ့ကိုနှစ်ထုတ်ချင်တယ်ပေါ့ဟုတ်လား။မင်းတို့ဖျားစာရွတ်ရင်ငါမနေနိုင်ဘူးသိလား။ ငါမှနောက်ဖေးရမြောင်းဝဲမှာတနေ့လုံးသွားပြီးရှောင်နေရတယ်။နင်းတို့ငါတက်ပြစ်မယ်။ကြောက်ပါပြီရှင်။ထွက်သွားစို့ထွက်သွားပါမယ်။ပပလူကလက်အုပ်ချပြီးပြောနေရတယ်။ဒီအခါအကောင်ကြီးကအလိုကြောက်မောက်ွယ်အတန်ကြီးပြေးပြီးပျောက်ကျသွားခဲ့တယ်။ပပနဲ့ဒေါ်မုံနဲ့ညာရင်းချင်းပဲအိမ်မောကနေဆင်းလာခဲ့တယ်။နားတိုင်နားမှာရှိတဲ့တဲကိုကဲတစ်ခုမှာညာရင်းချင်းကြီးသွားတက်ရတယ်။ပပလက်ဘင်းတွေအညစ်ခံထားရတဲ့အတွက်ညုံမဲနေတယ်။နောက်တနေ့ မီးတို့ဆက်မနေတော့ဘူးဆိုတာသိကြလားပပခေါင်းကြီးပြလိုက်တယ်ငွေရတော့စာချုပ်တရားအတိုင်းမဲနော်အန်တီတို့ပြတ်မအမ်းနိုင်ဘူးရပါတယ်အန်တီတမီးမယူတော့ပါဘူးနောက်ပြီးဒီလိုသိရနဲ့လောက်ခဲ့တဲ့အန်တီတို့ကိုလည်းပပရှော့နေဖြစ်နိုင်နောက်ထပ်တောင်ထပ်ပြီးတော့အန်တီမျက်နှာကိုမမြင်ချင်တော့ဘူးစိတ်ချပါတမီးရဲ့တမီးတို့ထွက်သွားရင်နောက်ထပ်မြင်ရတော့မှာမဟုတ်ပါဘူး အင်းရှင်အတော်ကြီးရဲ့တကားရေးဆန်းထားတဲ့အပြုံးကိုထပ်မတွေ့ချင်တော့ပပလည်းအဲ့ဒီနေရာကနေထထွက်ခဲ့တယ်။ဒါနဲ့အန်ဒီအန်ဒီကတကယ်ပဲကိုရခမကိုလှုပ်ချင်ခဲ့တာလား။ဒီစကားကြောင့်အင်းရှင်အတော်ကြီးရဲ့မျက်နှာကတင်းမှခတ်ထန်သွားတယ်။ဒါကတော့သမီးထင်ချင်တယ်လို့ထင်ပေါ့ကွ။ပပဆိုင်နေရနေပြတ်ထွက်ခဲ့ပြီးတော့ဆိုင်ပြေရောက်တာနဲ့အိမ်ငါးစာချုပ်ကိုဆွဲဖြဲပြီးအမှိုက်ပုံးတစ်ခုအတွင်းထဲကိုလုံးချိထိတ်ခဲ့တယ်။နေချင်းမိအိမ်ပြောင်းဖို့စူးစမ်းရအောင်မယ်။ နေထိုင်စရာအိမ်တလုံးထက်ရှက်ရအောင်မယ်။ဒါမဲ့ယခုလိုအိမ်မျိုးမဖြစ်ပါစေနဲ့လို့ဆုတောင်းနေမိပါတော့တယ်။ပရိသတ်များရှေ့ဆိုင်းရေးစရာအကားစော်ရေးသားထားတဲ့တရင်တို့ဖြစ်ရမယ်ဇလန်းလို့ရတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှေ့။ဒီဇလန်းလေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစေထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်။